မွန်ဂိုကတော့ຫນွေဥတော်လှန်ရေးတော့မဟုတ်ကျွန်တော်ဆေးရနာရှင်စန့်ကျင်တော်လှန်ရေးအင်အားစုတွေအတွက်တော့အဆုံးအဖြတ်မဟုတ်ပါဘူးဘသူအတွက်အဆုံးအဖြတ်ဖြစ်မလဲဆိုမြန်မာစစ်တပ်အတွက်ဒါအဆုံးအဖြတ်ဖြစ်သွားနိုင်တဲ့အခြေအနေလို့ကျွန်တော်သုံးသပ်ပါရစေဗမာပြည်မှာရှိတဲ့နှစ်ပေါင်းရာချီတက်တန်းရှိတဲ့မြို့တစ်မြို့ဆိုရင်မောဂုံမြို့လည်းပါဝင်ပါတယ်2018မှာနှစ်ပေါင်း800ပြည့်ခဲ့တဲ့မောဂုံမြို့ကအခုဆိုရင်မြို့တက်တန်းက800နဲ့900နှစ်တောင်ရှိခဲ့ပြီဖြစ်ပါတယ် မဟုတ်မျိုးရဲ့ဗရညာနဲ့အတူသဘာဝတရားဇာတာ twin ထက်လောဝိယတနာတွေလုံးလို့ရတဲ့ဒီ jewelry ပေါ့ဗျာဒါတွေထွက်ရှိမှုပါပဲမိုးကုတ်မျိုးကိုပို့ပြီးနမိတ်ကြိုကြားစေခဲ့တာဖြစ်ပါတယ်အဲ့တော့ဗမာတီမှာမိုးကုတ်ဟိုတခြားမျိုးတွေအကြောင်းမသိဘူးဆိုရင်တော့မိုးကုတ်ဆိုတဲ့နမိတ်ကြားပြီးဆိုရင်ဗရညာနဲ့မိုးကုတ်ဗရညာနဲ့တွဲဖွဲ့ပြီးသိကြတာကိုလည်းအားလုံးသိပါပဲ အဲ့တော့ဒီလိုမိုးကုတ်မြို့ဟာ1027လို့ကျွန်တော်တို့ပြောကြရဲတစ်တုံရဲ့နှစ်ခုစစ်စင်ရဲ့ဒုတိယလိုင်းရဲ့ဇူလိုင်ပေါ့နော်ဇူလိုင်လ24ရက်နေ့မှာတော့ဒါ TNL ဥဆောင်ပြီးတော့ကျွန်တော်တို့မဟာမိတ်တပ်တွေတော့ PDF တပ်တွေတော့ဒီတပ်တွေနဲ့အတူမိုးကုတ်မြို့ကိုတင်ပိုက်နိုင်ခဲ့ပါတယ်မိုးကုတ်ဂျူဟာရဲ့ဥဆောင်မှုနဲ့အတူပေါ့အဲ့လိုအသိမ်းခံခဲ့ရတယ်အခုဆိုရင်2024ဇူလိုင်ကဆိုရင်အခုတော့တနှစ်ကျော်ကာလတွေရောက်လာပြီပေါ့နော်ဒီကြားထဲမှာကျွန်တော်တို့စစ်ရေးအခြေအနေတွေပြောင်းလဲလာတယ်တဖက်မှာဆိုရင်ကျွန်တော်တို့ဒီ1027စစ်စင်ရဲမှာတက်တုံနဲ့နှစ်ခုစစ်စင်ရဲမှာပါခဲ့တဲ့အဓိက အဲလူမျိုးစုတော်လှန်ရေးအင်အားစုတစ်ခုဖြစ်တဲ့ MMDAA ပေါ့နော်ကျွန်တော်တို့ကိုကန့်လို့လေပြောကြတယ် MMDAA ကလေဒါပြီးခဲ့တဲ့ဟိုလောက်တည်းက၄၅လလောက်တည်းကဒါနေမှာစစ်တပ်နဲ့ဟိုဆွေးနွေးညှိနှိုင်းမှုတွေလုပ်ခဲ့ပြီးတော့သူတို့တင်ပိုက်ထားတဲ့လာရှိုးနေကိုပြန်ပေးခဲ့ရတဲ့အခြေအနေရှိပါတယ်အဲ့လိုလာရှိုးနေကိုပြန်ပေးခဲ့ရတဲ့အချိန်နောက်ပိုင်းတွေကညီမစစ်တပ်ကတောက်လျှောက်ပေါ့နော်ဒီရှမ်းရောက်ကိုထိုးစစ်ဆင်လာတာကျွန်တော်တို့တောင်ခမ်းပေါ့တောင်ခမ်းနောင်ချိုကြောင်မဲတီဘောစသည်ဖြင့်ပေါ့နော်မျိုးတွေကိုပြန်နေတင်ပိုက်လာပြီးတော့ TNL ကိုကောင်းကောင်းကြီးဖိအားပေးနိုင်ခဲ့ပါ ဒီလိုဖိအားပေးတဲ့အခါမှာနေချင်းတိုက်ပွဲတွေနေမကောက်ဘူးသူတို့နောက်ပိုင်းသုံးလာတဲ့ခမီကာဇက်ဒရုန်းတွေတိုက်လီရင် နေဝိုင်တွဲတွေနဲ့အတူတူဘုံကျဲတာတည်သူတွေနေတဲ့နေရာဒါအပြင် TNLA ဒီတိုင်အန်တည်သူရှိတဲ့နေရာတွေအပြင်ရောဒီမိုးကုတ်မြို့ကိုပါအကျေပေါင်းများစွာဘုံကျဲပြီးတော့ချိန်ချောက်မှုတွေလှုပ်လာတယ်ပေါ့နော်အဲ့တော့ပြီးခဲ့တဲ့အော်တိုဘာလတွေမှာပဲဒါ TNLA နဲ့ဒီမှာစစ်တပ်ကြမှာဆွေးနွေးသဘောတူညီမှုရခဲ့တာရှိပါတယ်အဲ့ဒါကတော့ဒီလက်ရှိဒီ TNLA ထိန်းချုပ်ထားတဲ့မြို့တွေတွေက မိုးကုတ်နဲ့မိုးမိတ်မျိုးနှစ်မျိုးကိုမြန်မာစစ်တပ်ကိုပြန်ပေးရမယ်ပေါ့နော်။ကျန်တာကတော့လုံးဝဘုံမကျေတော့ဘူး။ဒီစစ်တပ်တွေကတော့ရောက်ရှိနေတဲ့နေရာမှာပဲရက်တန့်ကြမယ်ဆိုတဲ့သဘောတူညီချက်ရခဲ့ပါတယ်။ရခဲ့ပြီးရဲ့နောက်ပိုင်းမှာဒီမိုးကုတ်အခြေအနေနဲ့ပတ်သက်ပြီးလူလူကြားထဲမှာစိတ်ဝင်စားမှုပုံပုံနှင်းတက်လာတယ်။အော် TNL ကသူတို့ဒီလိုမိုးကုတ်ကိုပြန်ပေးရမယ်ဆိုတဲ့အခြေအနေကိုသတင်းထုတ်ပြန်ပြီးနောက်ပိုင်းမှာပဲဒါမိုးကုတ်မှာရှိနေတဲ့ မိုးကုတ်ပါကဖမိုးကုတ်ဒီဟာမန်လေး PDF စသည်ဖြစ်မှာနော်ဒီအဖွဲ့အစည်းပါဝင်တခြားသူဒီတော်လိုင်းအင်အားစုမှာရှိတဲ့လက်နက်ကိုင်အဖွဲ့အစည်းအညောင်များအနေနဲ့ဒါမိုးကုတ်ကို TNL ထွက်သွားပြီဆိုရင်တို့စုပေါင်းပြီးတော့ခုခံကြမယ်ဒီမှာစစ်တပ်ရဲ့ထိုးစစ်ကိုဆိုရီတရင်နေတာတည်သူလူလူနဲ့ຫນွေဥတော်လိုင်းရဲ့အတွက်တော့အတက်ဖွဲ့အခြေအနေတွေဖြစ်ခဲ့ပါတယ် အဲလက်ရှိမိုးကိုရဲ့စည်ရေးအခြေအနေမှာဆိုရင်ဒါ TNLA တက်တရာကူထိန်ဒီအုတ်ချုပ်ရေးလုပ်ငန်းလုပ်ထားပြီးတော့ဒါနိုဝင်ဘာလအကုန်ပိုင်းမှာပေါ့နော်20ရက်နေ့အကျော်မှာသူတို့ဒီညိုရီကနေထွက်မယ်ဆိုတော့အဲသဘောတူညီချက်ရှိတယ်လို့ကျွန်တော်သိရတယ်ဒါပေမဲ့ညီမစစ်တပ်ကတော့ဒီဟိုဟာနဲ့ TNLA နဲ့ဆွေးနွေးမှုရလက်မထွက်ခင်ဆက်ကြမှာဟောသူကဒီအော်တိုဘားလာတွေမှာလေချောင်းတိုက်ခိုက်မှုတွေမိုးကုတ်ကိုတောက်လျှောက်လုခဲ့ပါတယ်ဒီလိုလုခဲ့တဲ့ကြောင့်လေဒါတည်သူ49ဦးတေဆုံးခဲ့ရပြီ82ဦးဒါတက်လာရင်းနော်တက်လာရင်းမှာထိခိုက်တယ်ရရှိခဲ့တာကိုလေကျွန်တော်တို့ တွေ့ရတယ်ပေါ့နော်ဒါမိုးကုတ်ကလက်ရှိအခြေအနေပါအဲ့တော့ဒီနေရာမှာဒီလူတွေကြားထဲမှာတည်သူလူတွေကြားထဲမှာဆွေးနွေးလာတာရှင်လန်းအတက်မှုနဲ့တူတစ်ဖက်မှာစိုးရိမ်စိတ်တွေဖြစ်လာလေးရှိပါတယ်စိုးရိမ်စိတ်တွေကညီမစစ်တပ်ကနေပြီးတော့ထိုးစစ်ကိုဒီ PDF เนาะဒီတပောင်းစုဖွဲ့ထားတာတော့မဟုတ်ဘူးပေါ့เนาะဒါပေမဲ့ကျွန်တော်တို့သဘောတရားအရဆိုဒီလိုရှိနေတဲ့တပောင်းစုတွေပေါ့ဒီတက်တွေက ီပကဖာတွေရောကျွန်တော်တို့ PDF မန်လေး PDF တွေရောနော်ဒီလိုအဖွဲ့တွေကဒီနေမှာစစ်တပ်ကထိုးစစ်ကိုခုခံနိုင်ပါမလားဆိုတော့စိုးရင်ပူပန်မှုတွေဒီမှာလည်းတည်သူတွေဒီမှာရှိနေတယ်ဒါအပြင်ဒီဒီဟာဒီဘလောက်အရေးကြီးလဲပေါ့ထပ်ပြီးတော့ဒုတိယတစ်ဆင့်စိုးရင်ပူပန်မှုကဘာဖြစ်လာလဲဆိုအကယ်၍ဒီထိုးစစ်မှာမိုးကုတ်ကိုကျွန်တော်တို့ပြန်လေလက်လွတ်ပေးခဲ့ရတယ်ဆိုရင်ຫນွေဥတော်လှန်ရေးဒီဘလို့ဆက်ဖြစ်သွားမလဲပေါ့နော်မိုးကုတ်ကတော်လှန်ရေးအဆုံးဖြတ်နေဖြစ်နေမလားဆိုပြီးတော့မေကုတ်ထုံးမှုတွေလည်းပေါ်လာတာကိုကျွန်တော်တို့တွေ့ရပါ အဲ့တော့လက်ရှိကိုကြေညာထားတဲ့အချက်တွေမှာကျွန်တော်ဒီနေ့ဆွေးနွေးမယ့်အပိုင်းမှာပေါ့နော်ဒါမိုကုတ်ဂိတ်ဟိုအခြေအနေနဲ့ဒီဟာဒီတီရင်းစေးနဲ့ပတ်သက်ပြီးတော့အဆုံးထက်ထင်နိုင်ချေရှိမရှိဆိုတဲ့နှစ်ပိုင်းကိုကျွန်တော်ဆွေးနွေးမှာပေါ့ဟိုဒါရှေ့မှာတော့ကျွန်တော်မိုကုတ်ဂိတ်အခြေအနေကိုသုံးသပ်ပြတာပါအဲ့တော့ဒီ DNL ကဒီလိုနှစ်ဝန်းမှာ20ရက်နေမှာနောက်ပိုင်းမှာဒီမိုကုတ်ကနေစွန့်ခွာသွားမယ်လို့ เนาะဒါတရင်းနဲ့ထွက်ပြီးတော့တို့အတီတူပြီးရဲ့နောက်ပိုင်းမှာဆိုရင်ဒါမန္တလေး PDF နော်မိုးကုတ်ပကဖမိုးကုတ်ဒူဟာ ABSDF တည်သူလို့ညောင်းရေးတက်မတော့ PLA နဲ့တခြားခြားသောဟိုတော်လိုင်းအင်အားစုအများပြရလေဒါမိုးကုတ်မှာတွားရောက်ပြီးစုပြီးရောဒီခန်းစစ်ပြင်ကြမယ်ဆိုတဲ့အခြေအနေမျိုးဖြစ်ပေါ်လာပါတယ်ဖြစ်ပေါ်လာတယ်ဖြစ်ပေါ်လာတဲ့အခါကျတော့ဒီနေရာမှာတစ်ဖက်ကလေညီမစစ်တက်ဆိုတာ290ဒီရင်းစစ်ထဲမှာနော်စစ်ဒူဟာအရာကိုစစ်အင်အားအရာကိုတိုင်းတီရဲ့ဘန်နာငွေတွေကိုအလွဲသုံးစားလုပ်ပြီးစုသီးထားတဲ့လက်နက်အင်အားအရာကို နော်တိုက်တီပါရှိတဲ့လူငယ်လူရွယ်တွေကိုဒါစစ်မှုမထမ်းမနေရဥပဒေနဲ့ပါစာအဖြစ်ပေါ့နော်တည်သူစစ်မှုရန်အနေနဲ့စုစည်းပြီးတော့အေအက်ဖြစ်တင်းထားတဲ့အခြေအနေနောက်ပိုင်းဒီမှာစစ်တပ်ကတိုက်ပွဲတွေမှာအနိုင်ရရှိလာမှုအခြေအနေတွေပေါ့နော်ဒါတွေကိုသုံးသပ်ပြီးတဲ့အခါမှာအကယ်၍များအကယ်၍များမိုးကုတ်ကိုယ်ကတော်လိုင်းအင်အားစုတွေကလက်လွတ်လိုက်ရတယ်ဆိုရင်ဘာဆက်ဖြစ်မလဲဆိုရင်စဉ်းစားချက်တွေပေါ်လာပါတယ်ပေါ်လာနေကျွန်တော်တို့ဒီတော်လိုင်းအင်အားစုဘက်တွေမှာဒါမျိုးကိုစိတ်ပူနေတာနဲ့အတူကျွန်တော်တစ်ဖက်ကိုလည်းကျွန်တော်ပြန်ကြည့်ဖို့လိုပါတယ် အဲ့တော့ဘာကြောင့်တစ်ဖက်ကိုတည်ကြည့်ဖို့လို့လဲဆိုတော့ဒါကတော့တစ်ဖက်ဆိုတော့ခနေတော့တီးပြီးသားအတိုင်းပေါ့ညီမစစ်တက်ဘက်အချမ်းပါအဲ့တော့ကျွန်တော်တို့ညီမစစ်တက်ဘက်အချမ်းသွားငင်တော်လိုင်းဘက်အချမ်းမှာကြည့်မယ်ဆိုရင်အရေးကြီးဆုံးကာကွယ်ရမယ့်အရာဒီဘာတွေလဲဆိုတော့မိုးကုတ်တည်သူတွေပေါ့ဒီ data တွေမှာရှိရင်မိုးကုတ်တည်သူတွေတော်လိုင်းရင် တပ်ဖွဲ့တွေတင်းစီထားတဲ့တစ်နှစ်အတွင်းအကြာမှာပေါ့တစ်နှစ်ကျော်ကာလအတွင်းမှာပေါ့မိုးကုတ်တည်သူအများစုကလည်းဒါဒီတော်လိုင်းတပ်ဖွဲ့တွေရင်းနှီးနှီးခင်ခင်မင်မင်ထောက်ခံအားပေးတော့တချို့ပြဿနာတွေပြိပခါတွေပေါ်ပေါက်တာတချို့ရှိတယ်ရှိတယ်ဆိုပေမဲ့ အများစုကတော့ဒါတည်သူတွေနဲ့တော်လိုင်းတက်အင်အားစုတွေနဲ့တသားတွေရှိနေလို့ကျွန်တော်နားလေထားတယ်။နားလေထားတဲ့အခါမှာအကယ်၍တော်လိုင်းတက်တွေကဒီမိုးကုတ်ကိုမထိန်းချုပ်နိုင်လို့ဆုံးခွာလိုက်ရပြီဆိုတဲ့အချိန်တည်းမှာဒီလူတွေရဲ့အန္တရာယ်ပေါ့ဒီတည်သူတွေရဲ့အန္တရာယ်နောက်ပြီးတော့အခုလက်ရှိဖြစ်နေတဲ့စီးပွားရေးအခြေအနေတွေကကျွန်တော်တို့ဒီရက်ထဲမှာထွက်တဲ့သတင်းမီဒီယာတွေသုံးသက်ချက်ဆောင်းပါးတွေကိုဖတ်ကြည့်ပြီးဆိုရင်လေမိုးကုတ်တည်သူတွေဆက်ဆောင်မှုဘယ်လောက်ထိအခက်အခဲဖြစ်နေလဲဆိုတဲ့အခြေအနေကိုလည်းကျွန်တော်တို့မြင်ရမှာပါအဲ့တော့ ော်တစ်ဖက်မှာဆိုရင်လည်းဒါမောကုတ်ဒီဒီလိုအဆုံးထက်ဖြစ်ပြီးတခုခုနဲ့ဖြစ်မလားနောက် domino theory လိုပဲကျွန်တော်တို့တခုပြောရင်အကုန်ပြောကြမလားဆိုတော့စိုးရင်ပူပန်မှုတွေလည်းရှိနေအဲ့တော့ကျွန်တော်တို့ကိုယ့်ဘက်ကိုကြည့်တဲ့အခါမှာဒီတော်လိုင်းအင်အားစုတွေစစ်လက်နက်အင်အားတွေပြည်သူတွေအပိတ်ထောက်ခံမှုတွေဒီအားတွေကတပိုင်းပေါ့ဒါကျွန်တော်တို့တော်လိုင်းအင်အားစုတွေဘက်မှာရှိနေတဲ့အခြေအနေအဲ့တော့ရန်သူဘက်ကိုကြည့်မယ်ညီမစစ်တပ်ဘက်ကိုကြည့်မယ်ဆိုရင်ညီမစစ်တပ်ကလည်း တကယ်တမ်းတော့အောင်မွေးတွေရနေတယ်သူတို့လူချင်းနိုင်ပြန်ရနေတယ်ဆိုပြီးအေးဆေးနေတက်ပြီးတည်တတ်နေတဲ့အခြေအနေတော့မဟုတ်ပါဘူးမြန်မာစစ်တပ်ဘက်မှာလေစိုးရင်ပူပန်မှုစိတ်တွေကတလဟောတိုးပွားနေတာကိုသူတို့ရဲ့သတင်းထုတ်ပြန်မှုတွေကိုကြီးကြီးအားဖြင့်သိရပါတယ်တော့သူတို့ကတော့ဒီမှာစစ်တပ်ကတော့ထုံးစံအတိုင်းပဲသူတို့ရဲ့ MRTV တို့မင်းအောင်လိုက်ပါလို့နေလေတို့ဘာလို့စသည်ဖြင့်မြောက်ပြည်တို့မှာပြရဲဆိုရင်တော့ဒီသတင်းချက်လက်တွေပါမှာမဟုတ်ဘူး။ဒါမှမြန်မာစစ်တပ်နဲ့မြန်မာစစ်တပ်ကိုအားပေးထောက်ခံတဲ့ Telegram channel တွေကိုကျွန်တော်လေ့လာရင်တွေ့ရတဲ့အချက်တွေရှိတယ်။တွေ့ရတဲ့အချက်တွေမှာဘာလဲဆိုတော့သူတို့မိုးကုတ်ကို ဒီຫນွေဥတော်လင်းအင်အားစုတွေစုပေါင်းပြီးတော့ခုခံမဲ့ကိစ္စပေါ်မှာမြန်မာစစ်တပ်ကသွေးပြက်မတက်ကြောက်နေတယ်ဆိုတာတော့ကျွန်တော် ကောင်းကောင်းကြီးသုံးသပ်နိုင်ပါတယ်။ဘာကြောင့်ကြောက်လဲ။ဘာကြောင့်ကြောက်လဲဆိုတော့တော်တော်လေးကျွန်တော်တို့စောစောဘက်ကတွေးကြသလိုပဲတော်လင်းရေးဘက်မှာ domino effect ဖြစ်ပြီးပြိုလင်းမှာကြောက်သလိုပဲစဉ်းစားကြသလိုပဲကျွန်တော်တို့မြန်မာစစ်တပ်ဘက်မှာလေမိုးကုတ်ထိုးစစ်တာအကြွေဥချိုးသွားခြင်းတို့ရဲ့ထိုးစစ်တွေအားလုံးနဲ့တို့ရဲ့စစ်တပ်ရဲ့စိတ်ကြပိုင်းဆိုင်ရာအရာကိုကောင်းကောင်းကြီး ဥနိုင်လိုက်တယ်လို့ဖြစ်ပြီးရို့ကျိုးသွားပြီးတော့တုတ်ကွဲသွားလိမ့်မယ်ဆိုတဲ့စဉ်းစားချက်ကလည်းညီမစစ်တပ်မှာရှိနေပါတယ်။အဲ့တော့ကြောက်တို့ဘာလုပ်လဲကြောက်တို့ထဲချောက်ပါတယ်။ကြောက်တို့ထဲချောက်ပြီးတော့မိုးကုတ်ကိုဝါရထန့်ချီရေးရကြိုတင်တိုက်ခိုက်မှုတွေလုပ်နေတယ်လို့ကျွန်တော်သုံးသပ်တယ်။ဒါပြီးခဲ့တဲ့တစ်လအတွင်းညီမစစ်တပ်ကညီမစစ်တပ်ရဲ့ညီမစစ်တပ်ကိုထောက်ခံအားပေးတဲ့ Telegram Channel တွေရဲ့သတင်းတင်ကြားချက်တွေကိုလေ့လာတဲ့အခါမှာဒီအချက်တွေကိုကမောင်းတွေ့ရတယ်။အဲ့တော့ကျွန်တော်ဒီမှာတို့ဘယ်လိုတွေဝါရထန့်နေရဆိုတဲ့အပိုင်းလို့ဒီညီမထည့်ပြောရမှာဖြစ်ပါတယ်။ အဲ့တော့ပထမဆုံးတို့ရဲ့ချောက်ယူမှုကတော့ဗာလဲဆိုတဲ့အခါစိုးရင်စိတ်ကတော့ဗာလဲဆိုတော့ TNL တက်တရားတကယ်တမ်းမိုးကုတ်မြို့ကနေတို့ဆုတ်ခွာသွားတယ်ဆုတ်ခွာသွားပြီးနော်ဒီလိုပုံစံကိုပဲပြပြီးတော့ဒီ TNL ရဲ့စုဖွဲ့မှုအကောင်နဲ့တပ်သားတွေဒီ uniform တွေပြောင်းဝတ်ပြီးမိုးကုတ်ရဲ့တပ်ဆိုင်ရာအခြေချနေရာတွေမှာပဲဆက်လက်တည်ရှိပြီးတော့မြန်မာစစ်တပ်ကိုခုခံပါအောင်မြန်မာစစ်တပ်ဒီတေအောင်ကြောက်ပါတယ်ကြောက်တဲ့အတွက်လေတို့ဘာလို့ဘလို့ဝါရထက်ချီမှုတွေနဲ့ဘလို့ကြိုပြီးတော့ပြစ်တာတွေလုပ်နေကြလဲဆိုတဲ့အခါကြတော့ TNL ကတကယ်တမ်းတော့မိုရိုကိုကနေပြန်မဆုတ်ဘူးနောက်ပြီးတော့အဲ့လိုပေါ့နော်ယူနီဖောင်းတွေလေးပြီးကြံခဲ့မယ်တော့မို့လက်နက်တွေတခြားထောက်ပံ့မှုတွေလုပ်ခဲ့မယ်ဆိုရင်တော့၎င်းအောင်ပေါ့နော်အဲနောက်ပြီးတော့ last show တော့လို့ဒါ MMDA အထွတ်ဒီမှာစက်တက်ကအဝင်ဆိုတော့ timing ကိုက်နေမျိုးကိုပြန်အတားမျိုးမလုံးနိုင်ဘူးဆိုရင် तू TNL ကိုပါတိုက်မယ်မျိုးကိုပါတိုက်ခိုက်ပြစ်မယ်ဆိုတော့ချိန်ချောက်မှုတွေကိုစပြီးလုံးလာတာကိုတွေ့ရပါ ဒါသည်သူတို့ဘက်ကကြောက်နေတဲ့အတွက်သူတို့ဘက်ကချင်းချောက်နေရခြင်းပဲဖြစ်ပါတယ်ဒါကတော့မြန်မာစစ်တပ်ရဲ့ TNL နဲ့ပတ်သက်ပြီးမိုးကုတ်ပေါ်မှာရှိတဲ့အကြောက်တရားမိုးကုတ်မှာရှိတဲ့တော်လိုင်းအင်အားစုတွေနဲ့ TNL နဲ့ပြန်ပြီးစုပေါင်းပြီးသူ့ကိုတိုက်မအောင်ဟိုကြောက်လန့်နေတဲ့အကြောက်တရားကိုဖော်ပြတဲ့ ဟိုဟာသတင်းထုတ်ပြန်ချက်တွေလို့ကျွန်တော်သုံးသက်တယ်သတင်းသတင်းဖော်ပြချက်တွေလို့သုံးသက်တယ်သတင်းထုတ်ပြန်ချက်မဟုတ်ပါဘူးဒါတို့ရဲ့ channel တွေကနေပြီးတော့ဒါခင်ဗျားတို့သိရတဲ့မှိုင်းဝေတို့ကိုတက်တို့အစသဖြင့်ပေါ့စစ်တပ်အောက်ထောက်ခံအားပေးတဲ့စစ်တပ်လက်ဝေကန် Telegram channel တွေမှာတောက်လျှောက်ဒါကိုရေးသားနေတာကိုကျွန်တော်တွေ့ရတယ်အဲ့တော့ဒါကတော့တို့ရဲ့ကြောက်စိတ်နဲ့တို့ရတာ TNL ကို PR ပေးတဲ့သဘောပေါ့နော်တစ်ဖက်မှာကြောက်ရလေဒီမိုးကုတ်ဒီခုခံမှုနော်မိုးကုတ်ရဲ့ ဒီမိုးကုံးညောင်းမှာစူပေါင်းပြီးခုခံကြမယ်အင်အားစုတွေနဲ့ TNL ကြားမှာတည်သူကြားမှာတော့မို့အဖွဲ့အစည်းရဲ့ကြားမှာသွေးကွေးအောင်လေသွေးကွေးပြီးစီစီလုံးလုံးနဲ့တိုက်ခိုက်လို့မရအောင်လေတော့ပုံစံမျိုးစုံလုပ်နေတာ哦လေကျွန်တော်သတိထားမိတယ် အဲ့တော့တခုကတော့ဘာစဖြစ်လာလဲဆိုတော့ KNLA နဲ့ဒီ Mogok View ဟာ Mogok Pakapha စသည်ဖြစ်မှာနော် Malay PDF ဒီအဖွဲ့တွေကြားမှာပြိပခတွေဖြစ်နေပြီးတော့တခြားဒီတော်လိုင်းအင်အားစုရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေကို KNLA ကနေဖန်စီထိမ့်သိမ်းထားလိုက်ပြီးဆိုရဲသဘောမျိုးဝါရထန့်ချီမှုတွေနဲ့သတင်းတူနဲ့ဝါရထန့်ချီမှုတွေကိုလည်းကျွန်တော်ကြည်ကြည်တင်းနဲ့တွေ့လာရပါတယ်ဒါဒီဒါကွဲပြားသွားအောင်လုပ်တဲ့အခြေအနေပေါ့နော် KNLA နဲ့ဒီဒီခုခံတိုက်ခိုက်မဲ့တော်လိုင်းအင်အားစုတွေကိုကွဲအောင်လုပ်တဲ့အခြေအနေပေါ့နောက်ထပ်သူတို့ရဲ့ဒုတိယ wave ကဘာကိုကျွန်တော်တို့တွေ့နေရလဲဒုတိယပုံစံဘာကိုတွေ့နေရလဲဆိုတော့ပြည်သူနဲ့ဒီခုခံတွန်းလှန်ကြမဲ့လက်နက်ကင်အင်အားစုတွေကြတော်လိုင်းအင်အားစုတွေကြကွဲပြောင်းအောင်လုပ်တဲ့အဆင်မှာဒါလေးကျွန်တော်တို့ရှေ့ပိုင်းမှာတို့ဒီနောင်ချိုတို့ကြောက်မဲတို့နော်စပြီးတော့ကျွန်တော်တို့တို့ဒီမျိုးတွေကိုပြန်ပြီးသိမ်းနိုင်တဲ့အခြေအနေကစပြီးတွေ့ရတဲ့အချက်တစ်ချက်ပါဘာလဲဆိုတော့မျိုးမှရှိခဲ့ပြီးရောဒီမျိုးကန်နေတွေကတော်လိုင်းအင်အားစုတွေနဲ့ပူးပေါင်းနေပြည်သူတွေအိမ်တွေကိုအဲ့ဒါမှချိမ့်ပိတ်တာပါအဲ့ချိမ့်ပိတ်တယ်နော်ချိမ့်ပိတ်ပြီးရောဒါဒီ ဒါနိုင်ငံတော်ပိုင်းထစ်သွားပြီးအကြက်ဖက်အားပေးတဲ့ပုံမှန်တွေဆိုတဲ့ဟာမျိုးနဲ့တို့တောက်လျှောက်အဲတိတ်ကုတ်မှုတွေလုပ်တယ်ပေါ့နော်ဒါကြောင်မေးတို့နောင်ချိုတို့မှကျွန်တော်ပြန်ကြည့်တွေ့ရမယ်အခုမိုးကုတ်မှလည်းတို့ကဒီလိုချိတ်ပိတ်မှုတွေလုပ်မယ်မိုးကုတ်တည်သူအများစုကိုဒီတော်လိုင်းအင်အားစုတွေကမရှိရင်ဟိုဟာဒီလိုဖိနှိပ်မယ်ပေါ့နော်အဲ့တော့ဟို အကြောင်းကိုတွန်းတွန်းတိုက်တိုက်ပေါ်ပြနေခြင်းအထင်ပါဖြစ်လာလေဆိုတော့မိုးကုတ်ပြည်သူတွေကတော်လိုင်းအင်အားစုတွေနဲ့တပေါင်းတစည်းတည်းခုခံမိုးအတွက်ကြောက်ရွံ့လာအောင်လုပ်တဲ့ကြီးရဲ့ချက်နောက်တစ်ခုကတော့မိုးကုတ်တနေလုံးဘုံကျဲပြင်မယ်ဆိုတော့အစွန်ရောက်တရင်ဝါရထက်မှုတချို့လေကျွန်တော်တို့တွေ့ရပါတယ်သူတို့စစ်တဲ့ဘက်ကဝါရထက်ချီမှုတွေပါအဲ့တော့ဒါဆိုဘာလို့လဲဆိုတီသူတွေကကြောက်လာမယ်အဲ့တော့ TNL လို EAO တခုပေါ့နော် ethnic အဲတော်လှန်ရေးလူမျိုးစုတော်လှန်ရေးအင်အားစုတခုခုတာကျွန်တော်တို့မိုးကုတ်မျိုးတွေကထွက်သွားပြီဆိုရင် ဒါပြည်သူတွေသည်ကြက်ဆက်လက်ပြီးခုခံမဲ့သူတွေကိုမထောက်ပံ့ရအောင်မကူညီရအောင်ပြီးတော့ရှုံးစိတ်ပေါ့ဗျာမင်းတို့ရှုံးမှာပဲဆိုရင်ရှုံးစိတ်နဲ့ငါစစ်တပ်ကိုကြောက်ရွံ့ရိုသေရမယ်ဆိုရင်ကြောက်စိတ်နှစ်ခုစလုံးကိုစနေတကြရိုက်သွင်းနေရိုက်သွင်းနေတယ်လို့ကျွန်တော် သုံးသက်တယ်။အဲပြီးတော့တခါဘာတွေကိုအဓိကဖော်ပြလာလဲဆိုတော့ manly pdf တို့เนาะစသဖြင့်လူတွေနဲ့ဒီရွှေရင်းတူးနေတာကြောက်ကြောက်တွေတူးနေတာဗရဏရတွေတူးနေတာပေါ့နော်။ဒီလို ဟိုအားတွေကိုကျွန်တော်တို့ကြောင်းရဲတနာတူဖို့လုပ်ငန်းတွေမှာ TNL ကတော့ခေါင်းကြောက်တွေကိုရသွားပြီးအစင်းနေတဲ့ဟာတွေကိုရသွားပြီးအခုမန္တလေးဥစုကဆက်တူးနေတယ်တူပြီးသွားပြီးအခွန်ကြီးကြံခဲမှာမိုးကုတ်ကိုထားခဲ့မှာအဲ့တော့မိုးကုတ်ကလူတွေဒီဒါကိုသိခံရမလို့ဆိုတဲ့သဘောမျိုးလေသူတို့ဝါရထက်တာကိုကျွန်တော်တို့တွေ့ရပါတယ်ဒါကတော့တော်လိုင်းအင်အားစုတွေနဲ့ပြည်သူတွေကြားမှာ क्वे ရသွားအောင်နောက်ပြီးတော့နောက်ထပ်သူတို့ဒီနေရာမှာသုံးတဲ့ဝါရထက်ချီရဲ့စလုံးတစ်လုံးကပါလေဆိုတော့ဒီတော်လိုင်းအင်အားစုတွေကမိုးကုတ်ပြည်သူတွေကိုလူသားတိုင်းပေါ့ ရှမရှိအဖြစ်လုပ်ပြီးခုခံကောက်ွယ်မှာဖြစ်တယ်အဲ့တော့မင်းတို့အသေးခိုင်ခန်းမှာဆိုတဲ့သဘောမျိုးနေစစ်တပ်ကတစ်ဖက်ကလည်း तू ပဲပြောတယ်တစ်ညလုံးဘုံကျဲမယ်လို့ तू ပဲချိမ့်ချောက်တယ်အဲတစ်ဖက်မှာလည်းတို့တို့ဒါမျိုးထင်နေတယ်မင်းတို့အသက်ခံအသေးခိုင်ဖို့လုပ်နေတယ်တို့နဲ့မပူးပေါင်းနေဆိုတဲ့သဘောမျိုးလေလမ်းကြောင်းတွင်းနေတော့ကျွန်တော်တို့တွေ့ရပါတယ်အဲနောက်ထပ်ပုံစံတစ်မျိုးကကြတော့ဒါညီမစစ်တပ်ကစည်ရေးကျွမ်းကျင်သူလူလူဘာလို့လို့နေဒီ Telegram Channel တွေမှာဝါရထက်တဲ့ပုံစံတစ်ခုကကြတော့ပါလေမိုးကုန်းတွေကိုတို့စစ်ကြောင်းနေနေဝိုင်းလာပြီအကုန်လုံးစခန်းတွေအားလုံးထောက်ထားပြီးွားပြီ TNL ထွက်တာနေစစ်တပ်ကဝင်มาပဲဝင်တဲ့အချိန်မှာအဲမင်းတို့ဒီမှာမင်းတို့ရှိတဲ့အင်အားနဲ့ငါတို့တက်မတော်ကြီးရဲ့အင်အားကိုမင်းတို့ဘယ်တော့မှခုခံနိုင်မှာမဟုတ်ဘူးအဲ့တော့ဘာဖြစ်သွားမလဲဆိုတော့မင်းတို့ရေကြာရှုံးလိမ့်မယ်မင်းတို့ရေအများကြီးတိတ်လိမ့်မယ်အဲ့တော့မင်းတို့မခုခံနေဆိုတဲ့သဘောမျိုးဖော်ပြချက်တွေကိုလေကျွန်တော်တွေ့ရတယ်အဲ့တော့မင်းတို့နောက်ဆုံးလိုက်အဲနောက်မဆုံးရင်လည်း PDF ဟိုကကျော်ညောမင်းတို့ဘာလို့သုံးနေစကလုံးနေရှိရဗျာ PDF ညီလေးညီမလေးတို့ဒါအလင်းပြန်ဝင်ကြပါဆိုတဲ့သဘောမျိုးနဲ့6တလီ6တလက်ပြောနေတာမျိုးလေကျွန်တော်တို့တွေ့ရပါတယ်နောက်တစ်ခုကကြတော့ ဒီစားနဲ့ရိတ်ခါပေါ့နော်စားနဲ့ရိတ်ခါလက်နဲ့အထောက်ပံ့ဒါတွေအားလုံးကဝါတို့ကိုကန်တို့ TNL တို့တွေရရရမရှိဘူးအဲ့လိုထောက်ပံ့နေတာကိုတွေ့ရင်လည်းအဲ့နေရာတွေကိုပြန်တိုက်မယ်အဲ့တော့ဒီຫນွေဥတော်လှန်အင်အားစုတွေကိုတက်ကွင်းထဲမှာထီထီကြံအောင်လုပ်ပြီးတော့မှငါတို့ကတိမ့်ပိုက်မယ်ဆိုတော့တဘောနဲ့ချိန်ချောင်းမှုကိုလည်းတွေ့ရတယ်လို့ပဲနောက်ထပ်ကြောင်းမဖွဲ့ကောင်းတဲ့ချိန်ချောင်းမှုတစ်ခုကတော့မင်းတို့လာစမ်းမင်းတို့ PDF တွေလာအကုန်ခုကန်အကုန်လုံးကိုမီးလောင်တိုက်သွင်းပြစ်မယ်အကုန်လုံးကိုတက်ပြစ်မယ်ဆိုတော့ချိန်ချောင်းမှုပေါ့ ဒါမျိုးပုံစံမျိုးတွေ့ရပါတယ်ဒါကတော့ဒီမှာစစ်တပ်ကမိုးကုံးနဲ့ပတ်သက်လာရင်တို့ဘလောက်ခြောက်ချားနေလေဆိုတဲ့အပေါ်မှာဒီစန့်ကျင်ဝါရထန့်ချီမှုပေါ့နော်ဒါတန်တန်ဝါရထန့်ချီမှုတွေတုံးပြီးတော့လူလူအပေါ်မှာမော်ဘလိုက်စရာပို့တို့စူးစမ်းနေတယ်အဲဒါအပြင်လူလူနဲ့တွန်လိုင်းအင်အားစုတွေကြားထဲမှာအကွက်ကွက်အတဲတဲဖြစ်ပြီးဖျို့ဖျင်း chaos အခြေအနေတွေကိုဖန်တီးဖို့စူးစမ်းနေတယ်လို့ကျွန်တော်သုံးသပ်ပါတယ်စစ်တပ်ဒီဒီမိုးကုံးဒီတွေ့ဦးတွန်လိုင်းရဲ့အတွက်အဆုံးထက်ဖြစ်မဖြစ်တော့ ကျွန်တော်ဆက်သုံးသက်ပြမယ်ဒါပေမဲ့မြန်မာစစ်တပ်ကတော့သူ့အတွက်အဆုံးဖြတ်ဖြစ်သွားနိုင်လေလို့သူတို့တွေးပုံရပါတယ်ပြီးတော့သူတို့ဒီရွေးကောက်ပွဲမတိုင်မီမှာမိုးကုတ်ညို့ညို့အတိုင်းအလုံးလိုက်ရကျင်နေပုံလေပေါ်ပါတယ်ဒါကြောင့်မယ်သူတို့ဒီလိုဝါရထက်ချီမှုတွေချိန်ချောက်မှုတွေနဲ့ပုံစံတခြားနဲ့မိုးကုတ်ကိုတိုက်စစ်ဆင်ဖို့ကြိုးစားနေတယ်လို့ကျွန်တော်သုံးသက်တယ်အဲ့တော့ကျွန်တော်အဓိက final question လာပြီကျွန်တော်တို့စဉ်းစားကြတဲ့ကိစ္စမိုးကုတ်ကတော်လိုင်းရဲ့အဆုံးဖြတ်လာကျွန်တော်တို့တော့ကျွန်တော်တဦးရဲ့အနေနဲ့ကျွန်တော်ရဲ့နိုင်ငံရေးစီရေးလေးလာမှုအခြေအနေတွေတရင်ချက်လက်စုသွားမှုအခြေအနေတွေမှာသုံးသက်တော့မဟုတ်ပါဘူး မော်ကုတ်သည်တော်လန်ရေးရဲ့အဆုံးအဖြတ်တော့မဟုတ်ပါဘူး။ဘာကြောင့်လဲ။တော်လန်ရေးသည်290ကြာခဲ့ပါပြီ။အခုလေး78နေဦးမှာနှောင်းလေး78နေဦးမှာမြန်မာစစ်တပ်နဲ့ဆေးရနာရှင်စနစ်မတုတ်ချမချင်းတော်လန်ရေးရဲ့78နေမယ်လို့ကျွန်တော်ကခံခဲ့မှမှယုံကြည်တယ်။အဲ့တော့မော်ကုတ်သည်တော်လန်ရေးအဆုံးအဖြတ်မဟုတ်ဘူး။ဒါအပြင်ကျွန်တော်တို့အခုဒီမော်ကုတ်မြို့မှာခုခံကာကွယ်မယ်နော်ကျွန်တော်တို့ဒီတပ်ဖွဲ့တွေဒီဟာလေ PDF တပ်တွေနော်ကျွန်တော် PLA လို့တပ်တွေဒီဟာလေဒါမိုးကုတ်မျိုးနဲ့မိုးကုတ်တည်သူကိုခုခံကာကွယ်တာအပြင် ွေဦးတော်လှန်ရေးကိုလည်းခုခံကာကွယ်တာတီရင်းဒီဗမာတီရဲ့မပြီးဆုံးသေးတဲ့290တီရင်းစစ်ကြီး280နီးပါးတိုက်နေတဲ့တီရင်းစစ်ကြီးကိုခုခံကာကွယ်တယ်လို့ကျွန်တော်ကတော့သုံးသပ်ပါတယ်။ဘာကြောင့်ဒီလိုသုံးသပ်ရလဲဆိုတဲ့အခါမှာကျွန်တော်တို့အရင်တော့ဆိုရင်10အခုပြောကြရတဲ့10 27ကိုဘာလို့တိုက်လိုက်တာလဲ။နော်မိုးကုတ်ကိုဘာလို့တင်းလာလဲမတင်းလဲရတာပဲနော်တင်းလိုက်တဲ့အထွတ်ဒီလိုပြန်ဖြစ်ရင်တီသူတွေကမင်းတို့ဖယ်ပေးမယ်ဆိုရင်ဘာလို့တင်းနေတာလဲကျွန်တော်တို့ဓာရီဒီအဲတာမန်တီသူတွေဆိုရင်ပူပန်မှုအရာ ဝေဖန်တုံ့သက်မှုတွေလောက်လာပြီဆိုရင်တော့ကျွန်တော်ထည့်သွင်းစဉ်းစားရမယ့်အချက်ပါပဲ။ဒါမှမဟုတ်ကျွန်တော်ကမ္ဘာသမိုင်းမှာပဲကြည်ဒီကမ္ဘာစီရေးစတိုက်ပွဲတွေကမ္ဘာစစ်ပွဲကြီးတွေပဲလေ့လာလေ့လာမြို့တွေဆိုတာဒီလိုပဲကိုဟာတိမ့်လိုက်ရန်သူကတိမ့်လိုက်ကိုဟာတိမ့်လိုက်ရန်သူကတိမ့်လိုက်နေပဲကျွန်တော်တို့အောင်နေအောင်တိုက်ခိုက်ခဲ့ရတာပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီလိုမှတိုက်ခိုက်သိမ့်ပိုက်မှုတွေမလုပ်ဘူးဆိုရင်ဒီလိုစစ်အာဏာရှင်စနစ်ကိုကျွန်တော်တို့တွန်းလှန်ဖျော်လင်းနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့်မဲမိုးကုတ်ကိုဒါမိုးကုတ်တင်မကောက်ဘူးပေါ့နော်ဒါအခုဆိုရင်မျိုးပေါင်း60ကျော်ကျွန်တော်တိုက်ခိုက်သိမ့်ပိုက်တာရှိရစစ်တက်ကဒီဘက်ဒီဘက်ပိုင်းထဲမှာပြန်သိမ့်ပိုက်နိုင်နေမျိုးတွေလည်းရှိလာပါတယ်ဒီလိုမျိုးကိုသိမ့်ရခြင်းအဓိကအချက်ကတော့စစ်တက်ကိုပေါ့ဒါကျွန်တော်တို့ဦးရဲ့အမြင်နော်သူကသူ NUG တော့ဘာလို့ဘယ်လိုစဉ်းစားလဲကျွန်တော်မသိဘူးစစ်တက်ကိုကောင်းကောင်းဖိအားပေးနိုင်ပြီးတော့စစ်တက်ရဲ့တိုက်ရိုက်ခိုက်ရိုက်ဆွမ်းအပြင်ကိုစိတ်သက်ပိုင်းဆိုင်ရာရိုက်ချိုးနိုင်တဲ့အခြေအနေတွေဖြစ်တဲ့အတွက်ပါ ဒါပေမဲ့ကျွန်တော်တစ်ဖက်မှာຫນွေဥတော်လိုင်းရဲ့အနေနဲ့တော့ဒါ2021ကစရင်ຫນွေဥတော်လိုင်းရဲ့အနေနဲ့ကြည့်မယ်ဆိုရင်တော့တော်လိုင်းရဲ့ DA ဒီအချိန်နဲ့တက်သွားတယ်1027ပထမလိုင်းဒုတိယလိုင်းမျိုးပေါင်းရတော့တိမ့်နိုင်နေဗမာဒီရဲ့เนาะအနောက်မြောက်အရှေ့တောင်เนาะ၄နှစ်လာသလုံးမှာတော်လိုင်းရဲ့တက်တဲ့အောင်ပွဲဆင်ပြီးမျိုးတွေကိုတိမ့်နိုင်တယ် Okay ပြန်ပေးရတဲ့မျိုးတွေလည်းရှိတယ်เนาะတချို့မျိုးတွေဆိုရင်ရပ်ပိုင်းမဲ့ထိန်းချုပ်နိုင်တယ်တချို့မျိုးတွေဆိုလာပိုင်းမဲ့ထိန်းချုပ်နိုင်တယ် ကျွန်တော်2020အခြေအနေကိုကြည့်မယ်ဆိုရင်ကျွန်တော်ဒီတောင်ဘက်မှာရှိတဲ့ကျွန်တော်တို့ဒါတက်မ6 KNU KNU ညိုသားစီအောင်ထိန်းချုပ်နေနေမှာရှိတဲ့ဒါစစ်တက်ကဒီဝါနဲ့စခန်းတွေကိုတင်ပိုက်တဲ့အချိန်မှာတချို့ဒီစစ်တက်ဝါရထန်လော်ဘီတွေကဗာပြောကြလေဆိုတော့ဒီစခန်းကိုမင်းတို့တလတိန်နိုင်ရင်ဒါຫນွေဦးတော်လှန်ရေးပွာဘောเนาะအရေးချင်းရှိတဲ့သူတွေပဲဗာညာဘောစစ်တက်ကမင်းတို့တလအတွင်းပြန်သိမ်းမှာပြောမိမယ်ကျွန်တော်နှစ်နဲ့ချီပြီးခုခံနိုင်ခဲ့ပါတယ်ဒါတွေဒီကျွန်တော်ပြန်စဉ်းစားမယ်အပိုင်းမှာအဲ့တော့ຫນွေဦးတော်လှန်ရေးအချိန်ဒီဟုံးကနေတက်တယ်လို့တစ်ချက်တစ်ချက်အချိန်မှာ ထိုးစစ်နဲ့စစ်တပ်ဘက်ကအင်အားကောင်းလာတဲ့အချိန်မှာပြန်ကြတဲ့အချိန်လေးလေကျွန်တော်တို့တွေ့ရတယ်။အဲ့တော့ဒီຫນွေဥတော်လိုင်းအမြင်အရဆိုရင်တော့ကျွန်တော်တို့ဒီမိုးကုတ်ကိုတစ်နှစ်ကျော်လောက်ပဲသိမ်းနိုင်တယ်။အခုပြန်ဖေးပေးရတယ်တည်သူတွေထိခိုက်နေတာမူများတယ်။ဒီနေရာမှာတည်သူတွေကိုအင်တာအားနာပြီးကျွန်တော်ကိုယ်တိုင်လည်းဒါတော်လိုင်းကြီးမှာရက်တီရေသူတယောက်အနေနဲ့ဝမ်းနဲ့စိတ်မကောင်းတော့ဖြစ်ရတယ်။ဒါပေမဲ့တော်လိုင်းကြီးရဲ့သဘောစစ်ကဲသဘောကတော့ဒီလိုအခြေအနေပဲရှိတယ်ဆိုတော့ကျွန်တော်သုံးသပ်ဖို့လိုတယ်။ဒါပေမဲ့တစ်ဖက်မှာကျွန်တော်တို့လွတ်လပ်ရပြီးတဲ့တိုက်လာတဲ့ຫນွေဒီတီရင်းစစ်ကြီးအမျိုးသားလွတ်မြောက်ရေးလူမျိုးစုဒန်းတူရေး နော့ဆာတီထင်ကောင်းတဲ့အမျိုးစုံနဲ့ကျွန်တော်လက်နက်ကင်တွလိုင်းအင်အားစုတွေကတစ်ဖက်မှာရှိတဲ့စစ်အာဏာရှင်စစ်ဝါဒလူမျိုးကြီးဝါဒကိုတိုက်ခိုက်နေရတဲ့အချိန်မှာဆိုရင်တော့ယနေ့အချိန်ဒီဒါတွလိုင်းရဲ့အတက်ဘက်ပဲရောက်နေတော့မယ်။ဘာကြောင့်လဲဆိုတဲ့အခါမှာ TNL တွေအရင်တော့ထိန်းချုပ်နိုင်တဲ့တော့သူတို့ရှိနေတဲ့နေရာထက်ပုံမူချေပြက်နေနေပေ area အကျယ်ဝန်းတိဆောက်လာနိုင်ပြီ။အဲဒီထဲမှာကျွန်တော်တို့ဆွမ်းအင်းနဲ့တော့တီသူတွေလူငယ်တွေစစ်တီတွေကိုဆွမ်းအင်းဖို့အတွက်နော်ကျွန်တော်တို့ဖွင့်လို့ဖို့အတွက်အများကြီးလှုပ်လှုပ်ပေးနိုင်တဲ့ ကျေပြန့်တဲ့နေအခြေအနေတခုကိုပိုင်ဆိုင်လာနိုင်ခဲ့ပြီဒီလိုပဲကျွန်တော်တို့ရှမ်းမှာဆိုရင်လည်းကျွန်တော်တို့ဒီရှမ်းမြောက်မှာပေါ့နော် TNL တို့ဒါ MMDA တို့ဆိုရခိုင်ရှိရဲ့နေပေထက်ပိုကျေွားတာကိုကျွန်တော်တို့တွေ့ရပါတယ်ဒါဒီအောင်ပွဲလို့ကျွန်တော်တို့သတ်မှတ်ရပါကျွန်တော်တို့ဒီရန်သူလက်ထက်ရနေတလက်မရရင်တလက်မကိုကျွန်တော်တို့သိမ်းယူနိုင်မလို့လိုပါတယ်ရန်သူဒီလေ ပြည်သူတွေစီကနေတလက်မရရင်တလက်မမပြောဟိုတိမ့်ပါတယ်အဲတလက်မမကောက်သူတို့အေကယာနေချီပြီးတည်တိမ့်နေထောင်နေချီပြီးတိမ့်နေခရိုနီတွေကိုပေးတယ်စီးပွားရေးလုပ်ငန်းတွေပေါ်တယ်အဓိကကတော့ဒါဒီစီးပွားရေးအတွက်ဆိုတာထက်အိတ်ဒေတာတွေမှာသူတို့ရဲ့ဩဇာလွှမ်းမိုးမှုကိုလှုပ်ချင်တယ်တော့တိမ့်ပိုက်တာပါအဲ့တော့ကျွန်တော်တော်လိုင်းအင်အားစုတွေကလည်းရန်သူနေနေကိုတလက်မရရင်တလက်မတိမ့်နိုင်မှုလိုပါတယ်ကျွန်တော်တို့ဒီလိုခုခံကာကွယ်မှုတွေလေးလိုတယ်လို့တချို့နေရာတွေမှာဒါခံစစ် ခန်သစ်ရှင်နဲ့ကျွန်တော်နောက်ဆုတ်ပြီးပြန်တိုက်တာခန်သစ်တွေနဲ့ကျွန်တော်တိုက်ခိုက်တာစသည်ဖြင့်ပေါ့နော်ကျွန်တော်စေရေးပါရဂူတယောက်မဟုတ်ပါဘူးစေရေးကျွမ်းနေသူတယောက်မဟုတ်ပါဘူးကျွန်တော်ကြာဘူးနောက်ဝက်စကလုံးနေနဲ့တုံးသက်တာပါဒီလိုအရာကျွန်တော်တို့တော့တာစီကာကွယ်လို့ရပါတယ်အဲ့တော့နှစ်ခုနှစ်သိအနေနဲ့ကြည့်မယ်ဆိုရင်တော့ဒါရှမ်းတီမှာဆိုရင်တော့လေရှမ်းလူမျိုးတွေတခြားတခြားသောကချင်းတော့ကျွန်တော်ရှိနေတဲ့လူမျိုးစု เนาะလူဟို minority within minority ပေါ့เนาะလူမျိုးစုနေတွေကနေပြီးတော့ရှိနေလူလူနည်းစုတွေဒါတွေကံကြမ္မာတွေစသည်ဖြင့်ပေါ့ကျွန်တော်တို့ရှင်းလင်းရမယ့်ကိစ္စတွေအောင်အများအများကြီးရှိတယ် SSVB နဲ့ TNLA နဲ့တက်တနာ TNLA နဲ့ KIA နဲ့တက်တနာစသည်ဖြင့်ပေါ့ဒါပေမဲ့ကျွန်တော်နေလာတော့ဒါတွေဒီတော်လိုင်းရဲ့အင်အားစုတည့်ရပေးဖြစ်တယ်အော်တချို့ကကြောက်လေပြောတယ် SSVB ကစစ်တပ်နဲ့ပေါင်းလို့ပါအ ਨੇ ဆုံးတော့သူဒီစစ်တပ်ထဲမှာပါဝင်နေတာမဟုတ်သေးတဲ့ လက်လက်ကင်တော်လိုင်းအင်အားစုတို့ရဲ့ policy တို့ရဲ့အမြင်နဲ့ရှိနေတဲ့အဖွဲ့တွေပဲကျွန်တော်တို့ဒီအဖွဲ့တွေအားလုံးပေါ်မှာအားကိုးပါတယ်အဲ့တော့ဒီလိုအင်အားစုတွေတော်လိုင်းအင်အားစုတွေနေနေထိန်းချုပ်မှုများပြားလာခြင်းလွန်ခဲ့တဲ့10နှစ်ကတည်းကအခုများတယ်ဗျာမနှစ်ကတည်းကအခုများတယ်ဗျာဒါဆိုတာကတိုးတက်မှုလို့ကျွန်တော်ထင်တယ်ကျွန်တော်သုံးသပ်တယ်အဲ့တော့ဒီမိုးကုတ်ကိုကာကွယ်တာတော်လှန်ရေးကိုကာကွယ်တာဒီအင်မတန်ထစ်တဲ့အလုပ်ပဲကျွန်တော်ကတော့တိုက်တွန်းအားပေးတယ်အဲဒါမဲ့ထိခိုက်ကြဆုံးမှုတွေတကယ်များ ဒီနေ့ထက်တနေ့ဖြစ်ကြပြီဆိုရင်ထိခိုက်ကြဆုံးမှုအရသာတိတ်ဆုံးမှုတွေရှိမှာပဲဒီအတွက်လည်းကျွန်တော်စိတ်မကောင်းဝမ်းနေတယ်ဒါပေမဲ့တော်လိုင်းအင်အားစုတွေကအကောင်းဆုံးထိန်းချုပ်နိုင်လိမ့်မယ်လို့အကောင်းဆုံးထိရှင်းနိုင်လိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်စည်ရေးအရာကိုသူတို့တိုက်ခိုက်ရေးဆိုရင်ရအောင်နောက်ပြီးအခုကျွန်တော်ထက်တည်ရတဲ့တရင်ချက်လက်တွေအရာဆိုရင်မောကုတ်မှာဒါတချို့ပတ်စံရှိတဲ့သူတွေရွှေချောင်းပတ်ကိုအလားလာရှိတဲ့သူတွေကဒါညောကနေထွက်ဖို့လိုပါလို့စဉ်းစားနေပေမဲ့ကြံရှိတဲ့ပြည်သူတာမန်ပြည်သူအများစုကတော့စိတ်အနာရှင်ရောခွေးမုံမုံနေတော့မယ် တော်လိုင်းအရာစုကိုလည်းထောက်ပံ့နေရောမယ်ထောက်ခံနေရောမယ်ဒီလိုအားတွေနဲ့စူပေါင်းပြီးတော့မှကျွန်တော်မိုးကုတ်ကိုခုခံရင်မရနိုင်ပြအကြောင်းမရှိဘူးလို့ကျွန်တော်ယုံကြည်တယ်မိုးကုတ်ကတော်လိုင်းအရာစုရဲ့လက်ထက်မှာကောင်းကောင်းထိန်းချုပ်နိုင်မယ်မျိုးတစ်မျိုးတစ်ကျန်ရှိနိုင်မယ်လို့ယုံကြည်တယ်အဲအကယ်၍အကယ်၍ပေါ့နော် if နဲ့မေးလာပြီမိုးကုတ်ကတော်လိုင်းအရာစုတွေဆက်မထိန်းနိုင်ရောပါတယ်ဘာမှမဖြစ်ပါဘူးကျွန်တော်တို့ပို့ပြီးကောင်းမွန်တဲ့အင်အားနဲ့ပို့ပြီးတော့ပြည့်စုံတဲ့ ိုက်ခိုက်မှုနီးစနစ်တွေလက်နက်အင်အားတွေတာလုံအင်အားတွေကိုသုံးပြီးတော့မကြခင်ကာလအတွင်းမှာမိုးကုတ်တင်မကောက်ဘူးမန်လီမြေရဲ့ဇကိုင်းအကုန်လုံးကိုတည်ယူနိုင်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒီနေရာမှာကျွန်တော်တို့တတိထားမယ့်အုပ်စုတွေတတိထားမယ့်သူတွေတို့ရှိတယ်အဲ့ဒါကတော့ပြည်သူတွေကိုလက်ညှိုးထိုးအကြောင်းကြားပြီးနောက်ကွယ်ကနေစစ်တပ်နဲ့ငြိမ်းချမ်းရေးဆွေးနွေးသလိုလိုပြည်သူတွေကိုပဲညနာထောက်ထားနေရသလိုနဲ့လှုပ်သွားမယ့်အုပ်စုတွေကိုပဲကျွန်တော်တို့စိုးရိမ်ရမှာ အဲ့တော့တစ်ဖက်မှာမင်းအဲ့လိုပြောတော့ TNL လေးစစ်တပ်နဲ့ဆွေးနွေးတာပဲစစ်ရေးသဘောတူညီချက်ရစစ်တပ်နဲ့စစ်ရေးအရာဆွေးနွေးတယ်လို့ပဲကျွန်တော်မြင်နေတယ်။အဲဒါအပြင်တို့တို့ဒီအကုန်ပေးရတာမဟုတ်ဘူး။တို့တို့ဒီဒီအပေါ်မှာခုခုခံခံလုပ်တဲ့အခြေအနေမျိုးတွေတွေ့ရတယ်လို့ဒါ TNL ခေါင်းဆောင်တွေကလည်းဒါတို့အတွက်အာယူပြင်ဆင်တဲ့ကာလအဖြစ်တည်းဆိုတော့ပြောကြားချက်မျိုးတော်လှန်ရေးကိုစွန့်မခွာတော့ဘူးဆိုတော့ပြောကြားချက်မျိုးလေးကျွန်တော်တို့ဝမ်းရောက်စွာတွေ့နေရပါတယ်။အဲ့တော့မုံကုတ်ကတော့ຫນွေဦးတော်လှန်ရေးတော့မဟုတ်ကျွန်တော်တို့ဆေးရနာရှင်စန့်ကျင်တော်လှန်ရေးအင်အားစုတွေအတွက်တော့အဆုံးအဖြတ်မဟုတ်ပါဘူး။ ဘသူအတွက်အဆုံးတက်ဖြစ်မလဲဆိုမြန်မာစစ်တပ်အတွက်ဒါအဆုံးတက်ဖြစ်သွားနိုင်တဲ့အခြေအနေလို့ကျွန်တော်သုံးသပ်ပါတယ်ကြာကျေးဇူးနာဆင်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်